အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဥပစာစကားနဲ့ဘန်စကားကဘာကွာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ် Memories ကိုကြည့်ရှုအားပေးကြသူအပေါင်းတို့ရှင် Memories ကိုဝင်ကြည့်တဲ့အခါတိုင်း VPN သုံးပြီးကြည့်ပြခြင်းအဖြစ်အညာကျုပ်ပြုလုပ်ငန်းတွေအတွက်တထောင်တနေရာကနေပါဝင်နိုင်ကြောင်းအသိပေးလိုပါတယ်ရှင် VPN လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရနော် ီဗီဒီယိုလေးကိုလည်းအဆုံးထိလိုက်ပါစီမျောဖို့ဖိတ်ခေါ်ပါရရှင်။ကျော်ပထမဆုံးအနေနဲ့ဥပစာစကားနဲ့ဆက်လိုက်ရှင်ရပါတော့။ဥပစာစကားဒီဘတ်စကားဒီနှစ်ခုကိုဒီနေ့မှာတော့ Great Trail Curriculum မှာပါတဲ့အကြောင်းအရာကိုအခြေပြုပြီးတော့မှဆွေးနွေးတော့မှာဖြစ်ဆွေးနွေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီဥပစာစကားကဆိုလို့ရှိရင်တော့ဆာရည်သူကဆရာကြီးမောက်ခင်မတနည်းပြပဲဖြစ်ပါတယ်။အမျိုးအစားကတော့ဆောင်းမစကပြေပါ။ ဒီဥပစာစကားကဆိုလို့ရှိရင်ဆရာကြီးမောက်ခင်မီတနုပြုရေးထားတဲ့2004ခုနှစ်မှာထုတ်တဲ့ဒီအထပေတာဏိဒန်းနဲ့2015ခုနှစ်မှာထုတ်တဲ့ဥပစာကဘာကြီးထဲမှာဆိုရယ်စာအုပ်ကနေပြီးရောစာအုပ်တွေကနေပြီးကောက်လုပ်ထားတာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဥပစာစကားရဲ့အတိတ်ပဲပေါ့နော်။ဥပစာစကားဥပစာစကားဆိုတာကကြတော့တင်စားသောစကားဆိုပြီးတော့အတိတ်ပဲရပါတယ်။သူကဆိုလို့ရှိရင်တော့ဒီပါဠိစကားဖြစ်တဲ့ဥပစာရကနေစစ်တက်လာရင်ပါဠိတက်ဝေါ်ဟာရတစ်မျိုးပါ။ မြမပြည်ထဲမှာဆိုလို့ရှိရင်တော့တစုံတစ်ခုဤအမည်ကိုအခြားတစုံတစ်ခုနဲ့တင်စားပြောဆိုသည်ဆိုပြီးတော့အတိတ်ပဲဖွင့်ဆိုတာပါတယ်။အဲ့ဒါကပြောချင်တာကတော့ဒီပထမအကြောင်းအရာတစ်ခုအတွက်အသုံးပြုရဲ့စကားကိုအဲ့ဒီအကြောင်းအရာနဲ့တူညီဆက်ဆက်မှုရှိရဲ့ဒုတိယအကြောင်းအရာအတွက်ပြောင်းလဲပြီးတော့အသုံးပြုတင်စားရဲ့ဆိုပြီးတော့လည်းအတိတ်ပဲရပါသေးတယ်။ဒီဥပစာစကားမှာဆိုလို့ရှိရင်သူ့ကိုပြောရင်ဒီကအများကြီးရှိပြင်မယ်လေဒီ Great Tour Curriculum မှာတော့ နည်းလမ်း6မျိုးကို mention လုပ်သွားပါတယ်။အဲ့အရာတွေကဘာလဲဆိုလို့ရှိရင်တော့ပထမအဆုံးတစ်ခုကလူကုခန္ဓာနဲ့ဥပ္ပစာတင်စာပြောဆိုတာပါ။ ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီလူခန္ဓာကိုယ်မှာရှိတဲ့အမျက်နာပေါ့နော်အဲ့မျက်နာကိုအခြေပြုပြီးတော့မှမြင်မျက်နာစာမျက်နာစသဖြင့်တင်စားပြီးပြောဆိုရတာပြီးလူမှာရှားရှိတဲ့လိုမျိုးပဲချိန်ငွေမှာဆိုလို့ရှိရင်လည်းချိန်ငွေရှားဆိုပြီးတော့ခေါ်ရတယ်လူရဲ့ဒီနှခမ်းဝလိုမျိုးအိုးတွေပလင်းတွေကိုဆိုလို့ရှိရင်လည်းအိုးနှခမ်းပလင်းနှခမ်းပြီးလူမှာ6ရောက်ရှိတယ်လို့ကလထိုင်ကိုဆိုလို့ရှိရင်လည်းကလထိုင်6ရောက် စသဖြင့်ဒီ look ကိုခန္ဓာပေါ်မှာအခြေပြုပြီးတော့မှအခြားသောຢာဟင်ကိုတင်စားပြောဆိုတာကိုတင်စားပြောဆိုရင်းဤပဲဖြစ်ပါတယ်။ဒါကတော့ပထမဆုံးဤပါဒုတိယဒီဇိုင်းကကြတော့ဒီအခြားအရာဝတ္ထုတွေကို look ကိုခန္ဓာဒီအစိပ်ပိုင်းအမည်အနေနဲ့ပြန်ပြီးတော့မှတင်စားပြောဆိုရပါဘယ်လိုမျိုးလဲဆိုတော့ဒီတစ်ပင်ပန်းမီနေမှာဆိုလို့ရှိရင်ဒီတစ်ပင်ပန်းမီနေမှာအလိုမျိုးပဲ look ကိုခန္ဓာမှာရှင်းတဲ့ပေါက်ဖွားနေရဲ့အစိပ်ပိုင်းဖြစ်တဲ့ဒီ အပင်နဲ့တင်းစားပြီးတော့ပေါ့နော်စပင်ဆိုပြီးတော့ခေါ်တယ်လို့ဒီငှက်တီမှာဆိုလို့ရှိရင်တို့ရဲ့ပြန်တဲ့ငှက်မွေးအမွေးတောင်ရှိတယ်လို့မျိုးပဲလူတွေမှာဆိုလို့ရှိရင်လည်းမျက်တောင်မှာရှိတဲ့အမွေးကိုမျက်တောင်မွေးဆိုပြီးတော့တင်းစားပြုတ်ဆိုတာပြီးရင်ဒီအသစ်ခေါင်းပေါက်တဲ့ခေါင်းပေါက်လိုမျိုးအရာတွေကိုအဲအခြေပြုပြီးတော့မှလူမှာဆိုလို့ရှိရင်လည်းအပေါက်နေနဲ့ရှိသည်နှာခေါင်းပေါက်ဗစက်ပေါက်ပြီးရင်ဒီစင်းနှမောင်းလိုမျိုးဒီစင်းနှမောင်းကြီးကအဲကြာနေတယ်လို့မျိုးတို့ လူခန္ဓာကိုယ်မှာဆိုလို့ရှိရင်လည်းမျိုးရှိနှမောင်းလိုမျိုးစိတ်နှမောင်းလိုမျိုးရှိနေရအောင်လက်မောင်းဆိုပြီးခေါ်တာပြီးလို့ရှိရင်ဒီသင်ရွက်နဲ့ဒီတပင်ကသင်ရွက်နဲ့တူတဲ့လူခန္ဓာကိုယ်အစိပ်ပိုက်ဖြစ်တဲ့နရွက်ဆိုပြီးခေါ်တာအဲအဲ့လိုမျိုးဒီအခြားရာဝတ္ထုကိုလူခန္ဓာကိုယ်အစိပ်ပိုက်အမြင်အနေနဲ့ပြန်ပြီးတော့တင်စားပြောဆိုတာပေါ့နော်အဲဒါကတော့ဒုတိယတင်စားပြောဆိုနေဖြစ်ပါတယ် တတိယတင်စားပြောဆိုနီးကားကြတော့ဒီကိုခန္ဓာစွမ်းရည်ရဲ့ဒီဂုံနူးဝိသေးတာကိုအခြေပြုပြီးတော့မှတင်စားပြောဆိုရပါတရကအနေနဲ့ဆိုလို့ရှိရင်တော့အာငါးရင်းကိုလက်မြောက်လိုက်ပြီဆိုတာကဒါကအာအရှုံးပေးလိုက်ပြီဆိုရဲအတိတ်ပဲဘို့တော့ပြီးအာငါခေါင်းဆားလိုက်တာတိချိုင်းတွေ့ရတာခေါင်းဆားရေပုတ်ဆားတွေ့ရတာခေါင်းဆားရေဆိုတာကြောင့်လူမျိုးအုံနောက် ကအလုံးလုံးရတာဒီအုံနောက်ကတွေးရတဲ့ခက်ခဲအရာတွေလုံးရတာတွေးရတာအဲအဲ့လိုအခြေအနေမှာတင်းစားပြီးတော့ပြောဆိုတာပါပြီးတော့အာ तू ကလည်းရဲ့ဆက်ရဲ့ရှိရင်တော့လည်းရဲ့ဆက်ရှိရင်တော့ဆိုတာကြောင့်လုံရဲ့ကိုင်ရဲ့ရှိရာတတိရှိရာအဲ့လိုမျိုးအခြေအနေမှာတင်းစားပြီးတော့ပြောဆိုတာပါဆိုတော့စတော့ထန်နီလန်ပေါ့နော်လေးခုမြောက်နီကကြတော့ဒီ အခုနလိုကိုခန္ဓာစွမ်းရည်မဟုတ်တော့ဘဲနဲ့အဲဒီကိုခန္ဓာစိတ်ပိုင်းတွေမပါတော့ဘဲနဲ့ဒီလူရဲ့အပြုတ်မှုတွေအချိန်ကြီးကိုတင်စားပြီးတော့မှ ပြောဆိုရပါတရကအနေနဲ့ဆိုလို့ရှိရင်တော့ပါစားပေးရယ်အာ तू ကအဲ့တရကိုဆိုအရင်ပါစားပေးရဆိုတော့အဲ့ဒါကအသားပေးရယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ပြီးတော့နောက်တစ်ခုကအာဒီတယောက်ကလူမျိုးပုစာတွေ့ရင်အရင်တောက်စီရာအဲ့လိုမျိုးဆိုလို့ရှိရင်တောက်စီရာဆိုတာစိတ်ဆက်သေးကြရယ်ဆိုတာကိုတင်စားပြီးတော့မှပြောဆိုလိုက်တာပေါ့နော် ြီးပစိုးမနိုင်ဘဝမနိုင်ဆိုတာကြောင့်ကိစ္စတစ်ခုခုလုပ်တဲ့အခါမှာကိုကဒီကိစ္စတစ်ခုကိုလုပ်ပြီးကမှအဲကိုယ်ရမဖြေရှင်းနိုင်တော့တာဟိုအခြေအနေမျိုးပါဆိုရှင်တင်းစားပြီးပြောဆိုတာပေါ့နော်ပစိုးလည်းမဟုတ်နိုင်ဘဝလည်းမနိုင်အဲ့လိုမျိုးအဲကိုလုပ်ထားတဲ့အခြေအနေတစ်ခုကိုကိုကကျမ်းမျိုးဟန်နေမလို့နိုင်တဲ့ခါမှာတုံးဆိုတာပါတင်စားတဲ့ခါမှာတုံးတာပေါ့မိုးခါရီတောက်ဆိုတာကြောင့်အဲဒီဟာနဲ့ပတ်သက်ပြီးရီဆာချ်လုပ်တဲ့ခါမှာဆိုလို့ရှိရင်တွေ့ရတာကသူမျိုးဒီရှေ့ခေတ်တုန်းကဒီအာ မိုးလေဝသနဲ့ပတ်သက်ပြီးခံမန်းတဲ့အခါမှာလိုမျိုးမိုးအဆင်မိုးလို့ပဲပြောမလားအဲ့လိုမိုးရွာမယ်ဆိုပြီးတော့ခံမန်းတဲ့ခံမန်းမိရဲ့အတွက်ဘီရင်နဲ့ဒီအပုံနာပေါ်တော့ပုံနာကသူကရေကိုတိုးလောင်းထားပြီးတော့နေကြရတယ်။ဒါပေမဲ့အဲအဲ့တကယ်မိုးရွာတဲ့အခါမှာဆိုရင်ပြည်သူပြည်သားတွေကမိုးအဲ့မိုးကြီးကိုတောက်ပြီးတော့သူတို့ကမိုးခါရေတောက်ပြီးယူသွားကြတယ်။အဲ့လိုယူရတဲ့လူတွေကြည့်ပြီးတော့ဒီအာတခြားလူတွေယူသွားပြီးတော့ဒီဘီရင်နဲ့သူ့ရဲ့ပုံနာကြီးရမယ်မယူပဲကြံခဲ့။ဒါပေမဲ့သူတို့ကကြံခဲ့ပြီမဲ့လေဘာလဲဆိုတော့သူများကယူသွားရဲဆိုရင်မဲ့သူတို့ တောက်တယ်ဆိုရင်လိုက်ပြီးတောက်တဲ့အခါမှာသူတို့ကလည်းထိတ်ယူသွားပြီပေါ့เนาะအဲ့ဒါကသူများမိုးခါရေတောက်တိုင်းဒီဘေးရင်နဲ့ပုံတာလည်းလိုက်ပြီးတော့အဲ့မိုးခါရေတောက်တာကိုအခြေပြုပြီးတော့မှတင်စားပြောဆိုတာပေါ့เนาะဘယ်လိုမျိုးလဲဆိုတော့သူများလောက်တိုင်းလိုက်လောက်တယ်အဲသူများဒါဆိုလိုက်ဒါလိုက်လောက်တာမျိုးအခြေအနေမှာဆိုရင်မိုးခါရေတောက်တယ်ဆိုပြီးတော့တင်စားပြောဆိုတာပေါ့เนาะဆိုတော့စရုပ်ထနီလန်ပြီးပြီဆိုတော့နံပါတ်5အချက်5ခုမြောက်နီလန်ကိုတွားလိုက်ကြအောင်5ခုမြောက်နီလန်မှာကြတော့လုပ်ငန်းဆောင်တာအခြေပြုပြီးတင်စား ။လုပ်ငန်းဆောင်တာအခြေပြုတင်စားတာကဘယ်လိုမျိုးလဲဆိုတာကိုတာလကရည်နဲ့ပြောရမယ်ဆိုရင်ပထမဆုံးတစ်ခုကဒီမှာရေးထားတဲ့အတိုင်းလမိုင်းကပ်ပေါ့နော်။လမိုင်းကပ်ဆိုတာကကြာတော့ဒီလေသမားတွေလေးရစိုက်တဲ့လူတွေနဲ့တက်ဆိုင်တာပေါ့နော်။ဘယ်လိုမျိုးလဲဆိုတော့လေသမားတွေလေစိုက်တဲ့သူတွေကဆိုလို့ရှိရင်သူတို့ရဲ့လုပ်ငန်းတွေအဆင်ပြေဖို့အတွက်ဒီလမိုင်းနဲ့လို့ဆိုရယ်ဒီလေနဲ့ ိုပေါ့နော်သူတို့ပူဇော်ကြရဲပတ်တာကြရဲအဲ့မှာဆိုလို့ရှိရင်ဒီလမိုင်းနဲ့ပူကတ်တဲ့သူအနေနဲ့အရာရာအဆင်ပြေပါစေဆိုရဲဒီအဖြစ်ကိုအစွဲပြုပြီးတော့မှ လမိုင်းကက်ဆိုပြီးတော့မှတင်စားပြောဆိုတာပေါ့နော်တခုလုံးတဲ့ခါမှာအဆင်ပြေရဲ့ခါမှာဆိုလို့ရှိရင်အာ तू ကဒီလုံးနဲ့လမိုင်းကတ်တယ်ဆိုတော့အော် तू နဲ့အဆင်ပြေရဲ့အဲ့လိုချင်းနေမှာတင်စားပြီးပြောဆိုရဲပေါ့နော်ဒုတိယတာရခါကကြာလက်ပောက်ကတ်တာလက်ပောက်ကတ်တာကကြာတော့ဒီဘာနဲ့ तू ကဆက်ဆက်နေလဲဆိုတော့ဒီဇက်သက်ပင်လုပ်ငန်းနဲ့ပေါ့နော်အဲ ဆက်ဆက်နေရဲ့အခြေပြုထားတဲ့တင်စားထားတဲ့စကားပဲဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီနှဲပေါ့နော်နှဲမှာဆိုလို့ရှိရင်အဲ့လက်နှဲဒီနှဲကိုကိုင်းတဲ့အခါမှာလက်ပေါက်တွေရှိရဲ့အထဲကမှသူလိုချင်တဲ့ကိုလိုချင်တဲ့အတန်ကိုရဖို့အတွက်လိုမျိုးနှဲအပေါ်ဘက်ကတန်စီ9ပါးတို့ဒီအပေါက်9ပေါက်တွေအဲ့လိုမျိုးကိုလိုချင်တဲ့အတန်ကိုလိုဖို့အတွက်ဟိုပိတ်ရတာဆိုင်းရအပေါက်ကိုပိတ်ရတာမှုတ်ရတာအဲ့လိုမျိုးရှိရဲ့အခါမှာဆိုလို့ရှိရင်ကိုကနှဲမှုတ်တဲ့နေရာမှာလက် ကကတ်ပြီးတော့လက်ပေါက်ကတ်လို့ရှိရင်အတက်ချောချောမောမောမထွက်ပဲရှိရပေါ့နော်အဲ့ဒီပုံမှာအခြေပြုပြီးတော့မှလို့လက်ပေါက်ကတ်ဆိုပြီးတော့တင်စားပေါ့နော်ဒါကကြတော့တခုခုအဲကိုကလုတ်တဲ့အခါမှာအဆင်မပြေရကတိကတ်တက်ဖြစ်နေရအာတယောက်နဲ့တယောက်စကားပြောတဲ့အခါမှာကတိကတ်တက်ညင်းခုန်နေရခင်ဗျာအာတော်တော်လက်ပေါက်ကတ်တာပဲလို့အဲ့လိုမျိုးတင်စားပြီးတော့ပြောဆိုတာပေါ့နော်နောက်တစ်ခုကကြတော့ပကြမ်းတိုက်တာပကြမ်းတိုက်တာကကြတော့ဒီ sign နေမှာဆိုလို့ရှိရင်အဲ့ဒီပွဲထွက်ခါနေမှာ ိုအပြိုတော့မဝင်ခင်မှာပေါ့နော်ဆိုင်းဝါးရလို့ပြင်းပြင်းထန်ထန်ဆူးငင်းငင်းတီးရအဲ့လိုမျိုးတီးရကိုဆိုလို့ရှိရင်ပကြမ်းတိုက်တယ်ဆိုပြီးတော့ခေါ်တာပေါ့နော်အတားကြတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုသူကလည်းပြင်းထန်ဆူးငင်းတာတီးရမလို့ဒီဆူးငင်းဟိုကျန်းကျန်းတန်းတန်းပြောဆိုရသူတွေကိုဆိုလို့ရှိရင်ပကြမ်းတိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးတင်စားပြီးတော့ပြောဆိုကြပါတယ်လေခုမြအောင်မအနေနဲ့ဆိုလို့ရှိရင်တော့ပြီးဖုံးကားချပါတော့ပြီးဖုံးကားချကြတော့ ဒီဇက်တမင်နေမှာဆိုလို့ရှိရင်ဒီဇက်စင်ရဲ့ဇက်စင်နေမှာဆိုရှေ့ကဇလန်းသွားတဲ့ခါမှာမျိုးရိုးပုံတို့လမ်းတော်ပုံတို့အဲ့လိုမျိုးစားရဲ့အဲ့ပိတ်ကားချက်တွေကိုဖုံးဖုံးဖို့အတွက်ရှေ့ဆုံးကနေထားထားတဲ့ကလကာကြီးပေါ့နော်အဲ့ကလကာကကျတော့ဇက်ပွဲပြီးပြီးအဆုံးသတ်ပြီးဆိုမှဒီဖုန်းကားကြီးချရဲဒါအဲဆိုတော့ဒီကိစ္စတစ်ခုခုပြီးသွားရင်နောက်ဆုံးကြမှဒီအဆုံးသက်အဆုံးသက်မှာပြောပြီဆိုလို့ရှိရင်ဒီဖုန်းကားချရဲဆိုပြီးတော့တင်စားပြီးပြောဆိုရယ်ပေါ့နော်နောက်ဆုံး တာတကအနေနဲ့ကတော့ site message ပုံမစင် site message ပုံမစင်ဆိုတာကကျတော့ဒီဇက်ကပြရတဲ့အခါမှာဇက်ကရဲ့လူက तू ဆိုင်းစရာကို तू ကမဲ့ဇက်နဲ့စီလျော်ရာတီးကွက်ကိုတီးပေးခိုင်းတယ်ပေါ့နော်အဲ့လိုမျိုးအဲ तू မကခင်မှာတီးလိုမျိုးဆိုင်းတီးဖို့အတွက်ပြောရဲအဲ့လိုမျိုးအဲလိုမျိုးဆိုင်းမစင်မဲနဲ့ထွက်လာရဲဆိုဆိုင်းမစင်ပုံမစင်ဆိုတာကြိုတင်အတီမပေးဘဲနဲ့ထွက်လာရဲဆိုတဲ့ပုံစံမျိုးအဲ့အချိန်မှာတင်စားပြီးတော့အဲဒီဆိုင်းမစင်ပုံမစင်ဆိုပြီးတော့တင်စားတုံးတာပေါ့နော် တော့ဒီနံပါတ်5အချက်ကဥပမာကြီးကိုအကျက်တဝင်းရှင်းတဲ့အခါမှာနည်းနည်းလေးတော့အာအကျက်တဝင်းရှင်းတဲ့အတွက်အချိန်လေးနဲ့ပြောယူသွားပါရစေ။ဆိုတော့နောက်ထပ်နံပါတ်6ဒီကကြောင်အာယုံ5ပါပေါ့အခြေပြုပြီးတင်စားအာယုံ5ပါဆိုတာကြာဒီအစင်းအသက်အနဲ့အရတာထီတွေစားရအာယုံခစားမှုပေါ့နော်အာယုံ5ပါပေါ်မှာအခြေပြုပြီးတော့တင်စားပါပေါ့နော်အာတရကအနေနဲ့ဆိုလို့ရှိရင်တော့အာစိတ်ချမ်းသာရဲဆိုဒါကတော့စိတ်ကဟိုလူခန္ဓာ အတွင်းထဲမှာရှိတဲ့စိတ်ဆိုတာဘယ်လိုမျိုးချမ်းသာနိုင်မှာလဲတော့ဒါပေမဲ့ဒါတင်စားပြီးတော့မစိတ်ချမ်းသာရဲတော့သူ့စိတ်ထားလေးကလှလိုက်တာတော့ပြီးသူ့အပြုံးလေးကခြိုးတယ်အာပြီးဘဝခါတိလိုက်တာတော့ပြီးသူ့မျက်နှာလေးကအကြည့်တက်လေးတို့စသဖြင့်ဒီအာရုံခံစားမှုတွေအပေါ်မှာအခြေပြုပြီးတော့မှတင်စားရပဲဖြစ်ပါတယ်ဒါကတော့အဥပစာစကားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြရပါတော့ဆိုတော့ဥပစာစကားနဲ့ပတ်သက်ပြီးခုနအထိပ်ပေးပြီးတော့တင်စားနေဒီ6နီးကိုလည်း အားလုံးသိသွားကြလိမ့်မယ်လို့ထင်ပါတယ်။ပြီးတော့နောက်ထပ်အနေကတော့ဒီဘန်ဇကားကိုဆက်ပြီးတော့သွားမယ်ပေါ့နော်။ဘန်ဇကားကိုကြာတော့အဲရေးခဲ့တူကတော့ဆရာကြီးလှတဲ့ပုံပဲဖြစ်ပါတယ်။အမျိုးအစားအနေနဲ့ကတော့အဆောင်မစကပြေပါ။ကောက်နုထားအကြော်ဒီဆရာကြီးလက်သမင်းရဲ့မြမစာပေအစီနဲ့စာအုပ်ကနေပြီးတော့ကောက်နုထားပဲဖြစ်ပါတယ်။ဘန်ဇကားရဲ့အထိပ္ပယ်နည်းနဲ့ဆိုလို့ရှိရင်တော့သူကဒီ အပြောဆိုရေးသားရဲ့အတိတ်ပဲဟိုဓာတ်ရိုက်မဟုတ်ဘဲနဲ့တီးခြားအတိတ်ပဲထွက်လာတဲ့စကားတစ်မျိုးပေါ့နော်ခစ်ပေါ်စကားဘယ်စကားကခစ်ပေါ်စကားလေးဖြစ်ပါတယ်သူ့ကိုဆိုလို့ရှိရင်ဖန်တီးရတဲ့လူလည်းမရှိဘူးဒီစီကန်နေစီစနစ်တွေအခြေခံနေဘယ်လိုမျိုးဖန်တီးရမယ်ဆိုရဲအဲ့လိုစီကန်စီစနစ်တွေလည်းမရှိဘူးပြီးတော့ ဒီဘန်းစကားဆိုတာကတယောက်ထဲက၃နှုံးနေုံနဲ့ပေါ်မလာနိုင်မဲနဲ့အများသူငါကလက်ခံပြီးတော့အသုံးပြုလာမှဒီဘန်းစကားဆိုတာကပေါ်လာနိုင်တာပေါ့နော်ဒီဘန်းစကားဆိုတာကိုမြန်မာအမိတယ်မှာရှာကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ဒီအချင်းချင်းနားလဲအောင်ပြောဆို၃နှုံးရမှာအသုံးကျယ်ပြန်လာသည့်ပေါ်ပင်စကားဆိုပြီးတော့အတိတ်ပဲရှာတွေ့ပါတယ်ဒါကတော့ဘန်းစကားရဲ့အတိတ်ပဲနဲ့ပတ်သက်ပြီးတော့ပြောပြပြီးသွားပါဘန်းစကားမှာမှာဆိုလို့ရှိရင် तू อ่ะစီကန်းစီစဉ်နှစ်တွေမရှိရတဲ့အတွက်ခုနကဥပစာစကားလိုမျိုးဒီအဲဘလိုပုံမှန်အခြေခံပြီးတော့ဘလို တေးစားရဘလို့ဖန်တီးရအဲ့လိုမျိုးပျော့ပြလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီဘန်စကားကိုနဲ့ခွဲခြားစိတ်ပြပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဘန်စကားကဒီရှင်းစက်စကလုံးကိုမတုံးလို့ရှားရလူငယ်ကဒီရှင်းစက်စကလုံးနေရာမှာကိုယ်ရအချင်းချင်းတီးရဒီစကလုံးတွေကိုအစားသွင်းပြီးတော့အဲအစ်စ်စကလုံးတွေတီထွင်ပြီးတော့တုံးလုံးကြရပဲဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်ခုပြောရတဲ့စာရဲ့ဘေးမှာရှိရဥပမာကိုကြည့်လိုက်မယ်ဆိုရင်ရုပ်တရက်ကြည့်လိုက်အော် ပေါ်ကဘေးကတလေးဆန်အောက်ခါကျတော့မင်းသမီးရဲ့နာမည်ဒီဇလန်ကာရက်တာရဲ့နာမည်လို့ထင်နေမှာပေါ့နော်ဒါပေမဲ့ဒါကကျတော့ခုခေတ်မှာဒီလူငယ်ကအချင်းချင်းတီထွင်ရင်းနဲ့သူတို့တီထွင်နေအဲဖန်အီပီယောမှာလူသုံးများလာကြတယ်ဘတ်ဆက်ကဥပမာအယူထည့်ပေးထားဖြစ်ပါတယ်အားကဆိုရှင်ပရောလုံးနဲ့ဘဲပေါ့နော်ဘဲဆိုတာကြာတိရစ္ဆာန်ဘဲကိုဆိုလို့မဟုတ်ဘဲနဲ့ဒီယောက်ျားလေးကိုဆိုလို့ရှိရင်ဘဲဆိုပြီးတော့ဘန်းစကားအနေနဲ့သုံးတာပေါ့နော်ဒုတိယအနေနဲ့ခင်မိုးမိုးအေးဆိုတာကြာကိစ္စတစ်ခုမှာအာ သူပဲ B lane နောက်ဆုံးမှ B lane ဖြစ်သွားလို့ဆိုရင်ခင်မို့မို့ A ပေါ့နော် Amy San ဆိုတာကတော့ဒီအတခုခုကိုဆိုလို့ရှိရင် तू ကြိုတိနေရ तू ကဘာဆိုတိနေရမျိုးဆိုရှင်အ Amy San ဆိုပြီးတော့ဘဇက်ကတုံးလာမျိုးပြီး तू ရှိခင်ဆိုတာကြာ Zelan character ရေက character တခုပေါ့နော်ဒီအတခြားသူရဲ့ဒီအဆန်ခုတ်ဖြတ်ခုတ်တာရောစနိုက်တာရောအဲ့လိုမျိုးလုပ်တဲ့သူကိုဆိုပြီး तू ရှိခင်ဆိုပြီးတော့ဆောင်းပြောတာဘဇက်ကတုံးပြောတာရောပန်းသူသွေးဆိုတာကြာခင်မို့မို့ရင်းစက်ကြပဲပေါ့နော် ဒီအာ story တခုမှာဆိုရင် तू ကအမြဲအမဲနစ်နာရဲ့ तू victim နေရာကလို့ဆိုလို့ရှိရင်ပန်းနူသွေးဆိုပြီးတော့အတခုဆိုရင် तू ပဲနစ်နာပါရဲ့ victim လို့ပြရလို့ဆိုပန်းနူသွေးဆိုပြီးတော့အဲတုံးပြဗန်းစကားတုံးပြီးတော့ပြောရှာရဲ့ပေါ့နော်ပြီးတော့ဗန်းစကားမှာလည်းတင်စားပြီးတော့အော်ဒီမှာရေးထားတင်စကားတော့ဖြစ်သွားပြီပေါ့နော်တင်စားပြီးတော့တုံးတဲ့ဗန်းစကားတွေလည်းရှိပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တတိကောင်းနေလို့ဆိုလို့ရှိရင် အာ तू ကသွေးတော်တော်နေရဲ့ तू သွေးနေရဲ့ဆိုပြီးတော့ဗန်းစကား နဲ့တင်းစားပြီးတော့ပြောလို့တောင်းဝင်လို့ရယ်ဆိုလို့ရှိရင်ပခုံးပြောင်းတယ်ဆိုပြီးတော့ပြောပါပြီးတော့ဆက်ဆက်ပြပြလုတ်တဲ့အခါမှာဆိုအာသူစတန်နေထရီတာပဲဆိုပြီးတော့လေဗန်စကားနဲ့ဒီလိုမျိုးတင်းစားပြီးတော့မှပြောလို့ရှိပါတယ်နောက်ထပ်တစ်ခုကကြတော့ဒီမြန်မာစကားပုံလေးကိုမူရင်းစကားကနေလွှဲယူပြီးတော့မှအနက်တဲ့စကား ဆက်ပြီးတော့မှတင်စားသုံးနိုင်လည်းရှိပါတယ်။ဘယ်လိုမျိုးလဲဆိုရင်လည်းဥမာငားမရရေချိုးပြန်လို့ဒီကိုလိုချင်တဲ့အရာကဟိုမဖြစ်မြောက်ပြင်မဲ့လည်းအချင်းချင်းမဖြစ်အောင်လို့တခြားသောရနိုင်တဲ့အကျိုးကိုလုပ်တာပေါ့။လုပ်တဲ့နေရာမှာသုံးတဲ့သုံးတာပေါ့နော်။နောက်တစ်ခုကကိုငချင်းကိုချင်းဆိုတာကြကိုပိုင်ဆိုင်တဲ့အရာကိုနဲ့သက်ဆိုင်တဲ့အရာနဲ့ပတ်သက်ပြီးအလိုမေးကြွားဝါတာအဲပြောဆိုရတဲ့အခါမှာသုံးတယ်ပေါ့နော်။ ကြားရှိမောင်းရလေဆိုတာကြောင့်ကိုကိုအနေရဖြစ်စေနိုင်တဲ့အရာအနေရပြုစေနိုင်တဲ့လူရဲ့အရှိမမကွာအမားလုံးမီရဒီကြားဆိုတာကဒီလူကိုစားမဲ့တတော်ဟာအဲ့လိုရှိမမမောက်ရလဲမီရဆိုတော့ဒီအနေရဖြစ်စေနိုင်တဲ့အရာရှိမမကိုကပပင်းတိုးမီရရောက်သွားချင်းနေမှာတုံးတာပဲဖြစ်ပါတယ်ဒီဘန်ဇကားကဆိုလို့ရှိရင်ကာလာကြာမြင့်အသုံးမြင့်အများလာတဲ့အခါမှာဘန်ဇကားကနေအနေထိုင်ပြီးတော့သုံးရိုး30စကားလေးဖြစ်လာပါတယ်ဥပမာအခုကြီးလိုက်မယ်ဆိုရင်ဒီဘန်ဇကပုံတွေကဆိုလို့ရှိရင်သုံး လာများလာတဲ့ခါမှာဆိုသုံးရိုးသုံးစင်စကားလိုမျိုးဖြစ်ရတခုတိုက်ဆိုင်နေဖြစ်ရတခုဖြစ်တဲ့ခါမှာဆိုရင်သုံးရရဲ့သုံးရိုးသုံးစင်စကားလိုမျိုးဖြစ်လာပါတယ်။နောက်ထပ်အနေနဲ့ကကြောဒီဟိုဇက်သပင်လောကတို့ပြီးရင်နောက်ခါပွဲစားလောကအဲ့လိုလောဒီလူမှုလောကဒီနေပဲအတိအကျမှာဆိုလို့ရှင်တို့လောကသားတွေပဲတီးဖို့ဒီတခြားလူတွေမတီးသေးဘူးအချင်းချင်းပဲတီးအမှတ်သားရဲ့ဇကဝတ်ဒီနေပြောဆိုရတာနေပြီးတော့အခြားသူတွေပါတုံးတုံးပြောဆိုရဲဗန်စကားရှိပါတယ်။ဒါကကြောင့်ဇက်သပင်ကကြာဇက်သပင်နဲ့ပတ်သက်ပြီးတော့ ဘတ်ဇက်ကားကြီးပြပြပေးသားမှာပေါ့နော်ဇက်သမီးမှာဆိုလို့ရှိရင်မင်းသမီးကိုဘလက်ပြန်ဖုန်ကြီးကိုဆိုရင်ယောပနာစောင်းကိုဆိုရင်ခေါက်ထမင်းကိုဆိုရင်ပုံလက်ဖက်ရည်ကိုဆိုရင်ဒေါင်းဆိုပြီးတော့ခေါ်ကြပါတယ်အဲဒီຢာကိုကြည့်မယ်ဆိုရင်အချို့ကကြတော့ဘလို့အစွဲပြူပြီးတော့ခေါ်ရဲဆိုတာကိုအဲစဉ်းစားလိုက်လို့ရှိရင်နည်းနည်းလေးတော့ရေးရေးလေးသိနိုင်ပြီးတော့တချို့ကကြတော့တိဖို့ခက်ခဲရေပေါ့နော်ဘလို့မျိုးကနေစွဲပြူပြီးတော့သူတို့ဒီဘန်ဇက်ကားကိုခေါ်ရဲဆိုတာကတိဖို့ခက်ခဲပေါ့နော်ကျော့ ဒါကကြတော့ခုနဘန်စကားအတိတ်ပဲနဲ့ဘန်စကားကိုဒီနင်းစနစ်တင်မရှိပြီမဲ့လည်းဘယ်လိုမျိုးခွဲခြားစိတ်ဖြာပြီးတော့အဲဘယ်လိုမျိုးရှိရဲဆိုတာကိုပြောပြပေးသွားပါဆိုတော့အနှစ်ချုပ်အနေနဲ့အဓိကသွားမဲ့ point ဖြစ်တဲ့ဘန်စကားနဲ့ဥပစာစကားနဲ့ကဘယ်လိုမျိုးကွာလဲဆိုတာကိုအနှစ်ချုပ်အနေနဲ့သွားပါမယ်ဆိုတော့ဒီမှာအချက်၅ချက်နဲ့နှိုင်းရှင်းပြီးပြောသွားရပါတော့ဘယ်လိုမျိုးဖြစ်ပေါ်လာလဲဆိုရဲစဉ်မြင့်အနေနဲ့ဆိုရင်တော့ဥပစာစကားကအာဒီစကားလုံးကတော့ ခုနကဆိုလို့ရှိရင်စိုင်းဝိုင်းမှာလက်ပေါက်ကတ်တယ်ဆိုရင်ဘဲချင်းအင်းမှာပြတဲ့အခါမှာအဲတုံးတယ်ဆိုပြီးတော့သူ့ရဲ့စင်းမြစ်ကိုပြောရတယ်ပေါ့နော်အဲ့တော့ဥပစာစကားကစင်းမြစ်ရှိပြီမဘန်းစကားကကျတော့အာဘန်းကနေဘလို့ဖြစ်လာပါလဲဆိုတော့ဒီစင်းမြစ်တွေမရှိဘူးပြီးလို့ရှိရင်အာစီစနစ်အခြေခံကြောင့်လေဥပစာစကားမှာဆိုရှိမှာဆိုတဲ့နည်းရည်နဲ့ပြောသွားတာဆိုတော့အားလုံးလည်းဒီစီစနစ်အခြေခံရှိရယ်ဆိုတာသိပြီးသားပြီပါပေါ့နော်ဥပစာစကားမှာစီစနစ်တွေနည်းရည်အခြေခံနေရှိပြီမဲ့ဘန်းစကားကကျတော့အဲဘယ်လိုမျိုးဖော်တော့ဖော်လိုက်အမယ်ဒီဘန်းစကားကို ဖန်တီးရမယ်ဆိုတာမရှိဘူးသူကသူဒီလူသုံးများလာတဲ့အခါမှာဆိုလို့ရှိရင်ဒီစကားကပေါ်လာရေလူသုံးများလာပြီဆိုတော့လေသူကဘန်စကားတစ်ခုအနေနဲ့ဖြစ်သွားပြီပေါ့နော်အတုံးချရှိခံမှုအနေနဲ့ဆိုလို့ရှိရင်တော့ဥပစာစကားအာဘန်စကားထက်ပို့ပြီးတော့အတုံးချရှိခံပါတယ်ဘန်စကားဆိုတာကြာခဏလာရှိရှေ့မှာသူရဲ့မြန်မာပြည်ရမှာပြောထားတဲ့ဒီဒိတ်ပင်မှာပါလို့မျိုးပေါ်ပင်စကားဖြစ်တဲ့အတွက်သူကခဏလာပဲလူသုံးများနေတဲ့အချိန်မှာပဲအာ trap ဖြစ်ပြီးတော့ပေါ်ပြီးတော့အဲ ကြားတဲ့အခါမှာဆိုလို့ရှိရင်ပြောက်ွယ်သွားတယ်ပေါ့နော်ဘန်စကားဥပမာဆိုလို့ရှိရင်ဒီရှေးခေတ်ကပေါ်ရနာမှာရှေးခေတ်ပေါ်ရနာတော့ကတုံးခဲ့ဘန်စကားကြီးဆိုလို့ရှိရင်ဒီအခုခေတ်လူတွေအနေနဲ့တော်တော်အလန့်အဝေးဝါးပြီးတော့မတိကြတော့ဘူးဒါဆိုလို့ရှိရင်အသုံးကျရှိမှုမရှိရတဲ့အတွက်မတိကြတာပေါ့နော်အဲပြီးလို့ရှိရင်အကျိုးကျေးဇူးအနေနဲ့အကြောင်းဥပစာစကားကတင်စားပြီးတော့ပြောတာဖြစ်တဲ့အတွက် စာစီစာကုန်းနေဒီစကားပြောရဲ့အခါမှာဒီတင်စာပြီးတော့ကိုယ့်ရဲ့အပြောဆိုင်ရင်ပါပေါက်ထည့်ပြီးတော့ပိုင်ပိုင်နဲ့နဲ့ပြောနိုင်မယ်ရှိအရင်မှာဆိုလို့ရှိရင်လည်းဒီတင်စာပြီးတော့ရေးရဲ့အခါမှာဆိုရင်အကျိုးကျေးဇူးရှိရပေါ့နော်ဘန်စကားကကြတော့ဒီခစ်ပေါ်အတုံးဖြစ်တဲ့အတွက်ခစ်ပေါ်စကားတစ်ခုဖြစ်တဲ့အတွက်ဒီလူငယ်အချင်းချင်းအဲဆက်ဆံပြောဆိုရဲ့အခါ communicate လုပ်တဲ့အခါမှာတော့တယောက်နဲ့တယောက်ရင်းနှီးမှု ပို့ပြီးတော့အလွယ်စေရပေါ့နော်အဲ့ဒီနေရာလေးမှာဆိုရှင်တော့အကျိုးကျေးဇူးရပါတယ်အဲနေရာလေးမှာတုံးဆဲတဲ့မတင်ဆိုတာခါကြတော့ဒါကခုနကပြောခဲ့လို့ပဲဒီဥစားစကားကဆိုလို့ရှင်လဲဒီဆိုင်ဆောင်နေစကားပြောရမှာတုံးသွားတယ်ဒါပေမဲ့အဲဘာလဲဆိုတော့တချို့တော့ဥစားစကားတင်စားစကားတွေမှာနည်းနည်းအနက်ကအဲတခြားသူနားလည်ဖို့အတွက်ခက်ခဲမယ်ထင်လို့ရှင်တော့အဲတုံးဆွဲဖို့အတွက်နည်းနည်းလေးစဉ်းစားသင့်တယ်လို့တော့ ထင်မိရေပေါ့နော်။ဘာလို့လဲဆိုတော့တခြားသူကကိုကရေးလိုက်တဲ့ဟာကိုဖတ်တဲ့အခါမှာကိုဆိုလိုချင်တဲ့အတိတ်ပဲကိုမတိသွားတာမျိုးမရလိုက်တာမျိုးဖြစ်နိုင်တာမလို့ပါ။ဘန်ဇာကာကကြာတော့သူကနေရာတိုင်းမှာတုံးဆွဲတင်းဆိုတာကကြာတော့အများဆုံးကတော့ဒီလူငယ်ရင်းနဲ့ဆိုလို့ရှိရင်ခုနပြောခဲ့လို့အချိုးကျိစုမှာလူငယ်ရင်းနဲ့ဆိုရင်တော့အချင်းချင်း communicate လုပ်တဲ့နေရာမှာအဲဆက်ဆံတာပိုပြမြန်စေရဲ့အတွက်သုံးသိမိမဲ့လူကြီးရေတို့ပြီးရင်ဒီအဲကိုကအလုပ် interview တို့ပြီးရင် အလုပ် interview တွေပြီးလို့ရှိရင်ဒီ presentation တွေလုပ်နေတဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်ကိုကတီတီတက်တက်ပြောတင်တာဖြစ်တဲ့အတွက်ဗန်စကားတွေကထည့်ပြီးတော့မတုံးနေမှာဘာလို့လဲဆိုတော့ဒီဆရာတော်ဦးဇော်တိကပြောခဲ့သလိုဗန်စကားတိတ်မပြောပါနဲ့ကိုကြီးကိုသွေးကြတတ်တယ်ဆိုတာမျိုးဗန်စကားကိုပြောပါများတဲ့အခါမှာကိုရဲ့ပြောမဲ့စကားကဒီအတိတ်ပဲပေါ့သွားတတ်တယ်ပေါ့နော်ဆိုတော့အဲအရေးကြီးတဲ့နေရာကြီးလူကြီးနေပြောတာမျိုးပြီးလို့ရှိရင် meeting နေပြီးတော့ဒီ ကိုက interview တွေမှာဆိုလို့ရှိရင်တော့ဗန်းစကားသုံးတာမျိုးကြီးကိုရှောင်ကျဉ်တင်ပါတယ်အဲဒါပေမဲ့လေဒီဆီအလတ်တမိန်ကမြန်မာဘန်းစကားအသေးပင်နဲ့အသုံးနည်းပါဆိုလို့ရှိရင်ဘန်းစကားတွေကအချင်းနည်းမဟုတ်ဘဲနဲ့လူမျိုးရဲ့ရည်ကြီးမှုနောက်ခံနဲ့ဒီဇိယိုက်တွင်ပြင်းနေပြီးတော့စကားပြောအတက်စကားပြောအတက်တွေပြီးဥပမာဥပစာတုံးဆွဲပုံတွေကိုလည်းဖော်ပြလျက်ရှိနေရဆိုပြီးပြောရပေါ့နော်အဲ့တော့ဒီအဲဘာသာစကားဆိုတာကလူရဲ့ဒီ culture တွေပြီးရင်သူတို့ရဲ့ ရင်ကျင်းမှုတွေကိုပြနေတာဖြစ်တဲ့အတွက်ဒီဘာသာစကားပြောရတဲ့အခါမှာဆိုလို့ရှိရင်ကိုကတေချာအာတုံးဆွဲတင်တယ်လို့ထင်တယ်ပေါ့နော်ဒါကတော့ကိုကတော့ဒီဘာသာစကားနဲ့ဥပစာစကားရဲ့ဘယ်လိုမျိုးกว่าလဲဆိုရဲဟာကိုရှေ့မှာဟိုကသူရဲ့အတိတ်ပဲရေးပြီးရင်သူရဲ့နည်းရေကိုရှင်းပြပြီးတော့မှနောက်ဆုံးမှာအနစ်ချုပ်နေနဲ့ဘာကြီးกว่าလဲဆိုတာပြပြပြီးခဲ့တော့ပဲဖြစ်ပါတယ်ခုလိုမျိုးအဆုံးထိ ကြည့်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနှစ်ခုရဲ့ကွာခြားပုံကိုလည်းအာအများကြီးမဟုတ်တော့မှအနှဲငယ်လောက်တော့နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်